တော်ဟာရီဆိုတာကိုယ်ကနဲ့ကိုကိုယ့်အကိုစူးစမ်းအထောက်အပံ့လုံလဝိရိယတွေဆိုတာရှိတယ်။ပေရင်ကလည်းလွဲမသွားနိုင်တယ်လုံလဝိရိယနဲ့စူးစမ်းရင်ပေရင်လွဲမတယ်။ပေရင်ဆရာပြောတာမပြောနဲ့တရားမင်းကြီးပြောတဲ့စကားတောင်စူးစမ်းရင်လွဲမသွားတယ်ပေါ့။နော်ဒေဝနာအိတယန္တိပုရိသပရကမတဆိုပြီးတရားမင်းကြီးကကာလင်္ကမင်းနဲ့အတ္တကမင်းတို့စစ်ပွဲစစ်တိုက်တဲ့အခါမှာ ကလင်ကမင်းနိုင်မှလို့ပြောတယ်သို့တော့တကယ်တိုက်တဲ့အခါအတကမင်းကနိုင်သွားတယ်ကလင်ကမင်းကြီးဆစ်ရှုံးသွားတယ်ဘာဖြစ်လို့ရှုံးသွားတာတုံးဆိုသူကစွစွစီစီနဲ့調査အထောက်အမှာကို調査အမထုတ်ပဲနဲ့တကြားကတော့ငါတို့နိုင်မှလို့ပြောထားတယ်ဆိုပြီးပေါ့ပေါ့ရော့နေတော့ရှုံးသွားဟိုဘက်ကရှုံးမယ်လို့ပြောထားတဲ့အပြောခံရတဲ့အတကမင်းဘက်ကပညာရှိကောင်းဆောင်တယောက်ပါ ကြစ်ကြစ်လစ်လစ်နဲ့ကြိုးစားအထုတ်တဲ့အခါ तू ကနိုင်သွားတယ်။အဲ့ဒါဝိသဇာမင်းကပြောတဲ့အခါဒေဝနာအိတယန္တိပုရိသပရကမတာလုံလဝီရိယနဲ့ကြိုးပမ်းအထုတ်မှုလုံလဝီရိယရှိရှိကြိုးပမ်းအထုတ်လို့အောင်နာကိုနတ်တွေကအပြစ်မပြောဘူးတဲ့အပြစ်ပြင်အပြစ်မြင်စရာမဟုတ်ဘူး။လုံရင်ဖြစ်တယ်ဆိုတာကိုတတိထားကြရမှာဖြစ်တယ်ဟော မဖြစ်ဘူးဆိုတာဒါကြောင့်မို့တချို့ပြောတယ်လေငါရဲ့ပြီးတဲ့နဲ့မှ မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးဘူးသာရှိတယ်ပေါ့ဖြစ်အောင်လုပ်ရင်ဖြစ်တယ်ပေါ့ဒီလိုဆုလို့လည်းပေါ့နော်